ကျောက်စင်မျိုးကငလင်တန်တင်ခဲ့တဲ့ရွှေသားလျောင်းတောင်ပေါ်ကကျောက်တက်တာစီဒီမူလာတိုင်းရှိနေတယ်လို့မြို့ကန်ပြည်သူတွေကပြောပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ရှင်းပါပဲ။ရှင်းပါပဲဆိုတော့စကိုင်းနဲ့ငိုပိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်ကြောက်ဆက်မြို့မှာနေအဆောက်ဦး149လုံးဟာလုံးဝပြိုကျခဲ့ပြီးမြို့လုံးကြီးဝထိခိုက်ပျက်စီးခဲ့ပါတယ်။ကြောက်ဆက်မြို့မှာ ရှာဝေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဧပြီလ9ရက်နေ့ထိလှုပ်ဆောင်ခဲ့ရာတေဆုံးသူ108ယောက် ဒဏ်ရသူ200ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ဒါ့အပြင်စုကြည့်ရက်ကွယ်ရွှေတားလောင်းတောင်ပေါ်ကကြောက်တတဇေတီဟာလည်းထိခိုက်ပျက်စီးခဲ့တာကြောင့်တောင်အောင်ကရက်ကွက်တွေကိုအနေအဆုံဖြစ်သတ်မှတ်ပြီးအရေးပေါ်ပြောင်းရွှေ့ဖို့မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဖွဲ့ကလိုက်လံတတိပေးတာတွေပြုလုပ်ခဲ့ပါတယ်။ကြောက်ရများတွင်ခက်တော့ကြောက်ချက်တရရလည်းတော့လေတော့အဲ့မချက်တော့ဘောနော်ဒီတိုင်းထားပြရတာထားပြမှာပေါ့ အဲ့ဒါဘလို့မင်းပြညာလေးနဲ့လောက်လိုက်လဲတော့မသိဘူးပေါ့အခုကမဆက်ပြတ်မဆက်တော့ဘူးကွာအဟောအဲ့လိုတကယ်လို့အဲ့လိုမျိုးဖြစ်နေဆိုရင်တော့အဲရှိလာနိုင်မှာပေါ့ဟုတ်ဒါပေမဲ့အဲ့လိုကြီးကအဲ့လိုကြီးကမျိုးရဲ့ခင်လေးကစီးရင်ကလေးရှင်ဒီပြောမှာတမိုင်းနဲ့တမိုင်းဝင်အဲ့လိုကြီးကိုလည်းမထီလည်းမထီရဲ့အဲ့လိုအဲ့လိုဖြစ်နေတာပေါ့ဟုတ်သူကဘလို့လေးလောက်လိုက်လဲတော့မသိဘူးဖိတ်ချရလို့ဒီစက်ကွာမဆက်တော့တာထင်တာပါပဲဟုတ် ောက်တယ်ဟုတ်တယ်ဆိုတော့အဲ့လိုမျိုးဟိုပြန်ပြီးတော့ညီလေးစားသွားလာနေနေကြရပေါ့နော်ဧပြီလ၄ရက်နေ့ည9:55မိနစ်လောက်ကကျောက်ဆယ်မြို့ကိုဗဟိုပြုပြီးငလင်ထက်မှန်လှုပ်ခတ်ခဲ့ပါတယ်ငလင်ထက်မှန်လှုပ်ခတ်ခဲ့တာကြောင့်ထိခိုက်ဒေဆုံးသူမရှိပေမဲ့ထိခိုက်ပျက်စီးနေတဲ့နေအဆောက်အဦးတို့နဲ့ငယ်ပြိုကျအကွဲတာတွေရှိခဲ့ပါတယ် ကျောက်တက်တာစီဒီဟာဘူမိဗေဒတိုင်းနာချက်အရာပြောကြနိုင်ရရှိတယ်လို့ပြောဆိုပေမဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကလောလောဆယ်ရင်နာထားတယ်လို့လူမှုကွန်ရက်အတင်းတာဝန်ရှိသူကပြောပါတယ်။အော်မလုပ်တော့ဘူးကြအဲ့ဒါကြီးအဲ့လိုတော့ဘလို့ကြောင့်မလုပ်ဖြစ်တာလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးပြောတတ်ဘူးဆိုအခုကလောလောဆယ်အဲ့ဒါကိုမလုပ်ဖြစ်သေးဘူးရက်ထားတယ်ပေါ့လေ။သူတို့ကတော့အဲ့ဘွာတော့ဘူမိကတိုင်းနာတော့ဟိုဟာရှိတယ်အဲသူကတော့ပြောကြနိုင်ရရှိတယ်ဆိုပြီးတော့ တိုင်းလာတာပဲအဲ့လိုကအဲ့လိုကတော့ဟိုပြုတ်ကြမယ်ဆိုရင်တော့စိုးရင်ရတာပေါ့ဗျာဟုတ်ဟုတ်တယ်တမိုင်းတမိုင်းတမိုင်းတင်းထောင်တော့ကတမိုင်းကြီးတယ်ဒါကလည်းလူကတော့တချို့ကတော့ပြန်နေတဲ့လူကြီးတွေတချို့ကတော့ကြောင်နေတဲ့လူတွေရှောင်းသားတွေရောအောင်ပေါ့ဟိုအင်းကြီးပြိုသားတွေလည်းရှိတော့ကြတော့ရှောင်းနေရတယ်ရှိတော့ မြန်မာနိုင်ငံမှာအင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေအတွက်4355ရောင်းနဲ့ငလျင်ဘေးသင့်သူ39000ကျော်ရှိခဲ့ပြီးနေအဆောက်အုံ9000ကျော်ထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါ့အပြင်ဘာသာရေးအဆောက်အုံ4000နီးပါးနဲ့ဖျားစေတီပေါင်း9600ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB ကဧပြီလ17ရက်နေ့ထိစုစည်းရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်။ကျွန်တော်အောင်ခံပါ။